နောက်ပြန်အောက်တိုဘာလ၁ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရမူလိဝတာခန့်မှန်းချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တိုင်ဖုံမုန်တိုင်းဘူးအလွန်ရဲ့အကျဉ်းချန်တိမ်တိုင်းတွေဟာမြန်မာနိုင်ငံအတွင်းကိုရှမ်းပြည်ရှေ့ပိုင်းကနေဝင်ရောက်ခဲ့ပြီးနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားကာကချင်ပြည်၊စကိုင်းတိုင်းနဲ့မန္တလေးတိုင်းဘက်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။မင်္ဂလာပင်လယ်အတွင်းမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာလည်းဒီကနေ့ညမှာလေပြင်းနဲ့ရေဝုန်အဖြစ်ကိုရောက်ရှိတော့မှာပါ။ မနေ့ပြန်အတွက်မွေရသုံးမှုခန့်မှန်းချက်တွေအနေနဲ့ကရင်နီပြည်ကရင်ပြည်မွန်ပြည်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်နဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်မိုးကြီးနိုင်ပြီးချင်းပြည်ရခိုင်ပြည်စကိုင်းတိုင်းထပ်ပိုင်းနဲ့အ ia ဝတီတိုင်းတို့မှာနေရာစစ်စစ်မွေရနိုင်ပါတယ်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေကတော့ကချင်ပြည်တစ်ခုလုံးမှာမိုးလွန်များနိုင်ပြီးအထူးသဖြင့်မြစ်ကြီးနားအင်ဂျန်ရန်ချီဖွေနမတီနဲ့ကာမိုင်းဒေသတွေမှာအထူးသတိပြုကြဖို့လိုပါမယ်။စကိုင်းတိုင်းထပ်ပိုင်းကခန်းတီးနဲ့ချင်းပြည်ကတုံ့ဆန်လို့မှာလဲ။ ိုးလွန်များနိုင်ပါရဲ့ရှင်။မူလဝတ္တာပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေအရအော်တိုဘားလ၂ရက်နေ့ထိကရင်ပြည်တွင်းကမြဝတီကော်ပိုရိတ်ဖန်အန်ဖာပွန်နဲ့ဒေါနာတာဇော်တခြားမှာမူတည်ထံပြီးရုပ်တရက်ရည်ကြီးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်တန်လျင်မြင့်ဝံနဲ့တောက်ရင်မြင့်တခြားမြင်နေပိုင်းနေထိုင်ကြသူတွေနဲ့မြစ်ကံပါနေနေထိုင်ကြသူတွေအတွက်ရည်ကြီးနှမြုပ်မှုအန္တရာယ်ကိုကြိုတင်ပြင်ဆင်ထားကြပါလို့တိုက်တွန်းလိုပါရဲ့ရှင်။ဖာကန်နဲ့နတ်စီပွန်ဒေတာတွေမှာလည်းမိုးလုံများနိုင်တာကြောင့် ကြောက်လုတ်ွက်တွေအတွင်းနွန်ကံပြူကြတာတွေနဲ့တောက်စချောင်ရည်ရုတ်ပြက်စီစင်တာတွေကိုတတိပြုပြင်ဆင်ထားကြဖို့တိုက်တွန်းလိုပါတယ်။မြို့ရဲ့ကြီးမှုသတိပေးချက်အနေနဲ့ကတော့စစ်တောင်ကြီးဟာတောင်ကုန်မျိုးနဲ့မတောင်မျိုးတို့မှာစိုးရိမ်ရိမ်အထက်ကိုရောက်ရှိနေပြီးဆက်လက်မြင့်တက်လာနိုင်ပါတယ်။ဒါကြောင့်မြေကံမှာနေနေထိုင်ကြသူတွေအနေနဲ့တက်ကြီးရွေးအိုတွေနဲ့ကလေးငယ်တွေကိုလုံခြုံစိတ်ချရတဲ့နေရာကိုကြိုတင်ပို့ဆောင်ထားပြီးအရေးကြီးပစ္စည်းတွေကိုကြိုတင်ပြောင်းရွှေ့ထားကြပါလို့အကြံပြုလိုပါတယ်ရှင်။ မြို့ဝကျုံပေါ်မုတ်တမာကွေမွန်တနင်္သာရီကံယူရံနယ်ကံလွပင်လေပြင်းတွေမှာတော့တနအီကို35မိုင်ထီလီပြင်းတွေတိုင်းနိုင်ပြီးလိုင်အမြင့်ပေဟာ10ပေကနေ12ပေထိရှိနိုင်ပါတယ်။ရခိုင်ကံယူရံနယ်ကံလွပင်လေပြင်းမှာလည်းလိုင်အမြင့်ပေ10ပေကနေ10ပေထိရှိနိုင်တာကြောင့်ပင်လေပြင်းခရီးသွားတွေနဲ့ကဏီကံဝေရေလောက်သားတွေအနေနဲ့သတိပြုသွားလာကြပါလို့တိုက်တွန်းအပ်ပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမူလဝတ္တခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပြီးကြဖို့မြစ်တာရဲ့ခံလိုပါတယ်ရှင်။